ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာ အတူတကွနေထိုင်ကြပြီးတော့ဝါလာတရင်ဝါလာကျပြီးဆိုရင်ခေးထွက်ကြတယ်ဟိုနေဒီနေနေကြတယ်ရှင်းတော့ကတော့အမြဲနေတဲ့နေရာမရှိကြဘူးဒါကြောင့်မို့ခေးထွက်ကြတယ်ခေးထွက်တဲ့အခါဒီဘဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲဒီယဉ်ကျေးမှုကဘာလို့ဆိုလို့ရှိရင်ကိုယ့်ကိုယ်မပြောရဲမဆိုရဲမရှိเสียရဘူး တယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရတာပေါ့ request လောက်ထားဆိုလိုတယ်ပေါ့နော်သူပေါ်မှာပြောစရာရှိပြောပါမညာမတာပြောပါလို့ဆိုလိုတယ်နော်ဒါရင်ကျေးမှုတစ်ခုပဲလူတွေရဲ့ရင်ကျေးမှုတူးနဲ့တူဆိုပါစို့ဒီလူတယောက်မဟုတ်တာလောက်တာကြားတယ်မဟုတ်တာလောက်တာမြင်တယ် တန်တရားရှိတယ်ဆိုရင်ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတော်ပြီမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုတာမျိုးတွေဟာရှင်ချင်းမှုကိုပြပြစေတယ်ပေါ့နော်ရှင်ချင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေမြတ်စွာဘုရားကရဟန်းတော်တွေကိုစီလုံးညီညွတ်စေခြင်းတယ်ဒါကြောင့်မို့တပါးနဲ့တပါးဟာ ဖိမန္တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန္တကပြုတဲ့နေ့ဘယ်လိုဖိမန္တကပြုတော့ဆိုရင်ပဝရဏယဉ်ကျေးမှုပါတန်ခံပန္တိပဝရိမိဒိဋ္ဌိနာဝသူတ္တိနာဝပရိသင်္ခာယဝရှန်တစ်ပါးကတပါးချင်းတန်ခါတွေကိုရှောက်ရမှာဖြစ်တယ်အရှင်ဘုရားတို့တဲ့တပည့်တော်ကိုဒီအပြစ်မြင်ရဖြစ်စီ အပြစ်ကျူးလွန်တယ်ဆိုတာသတင်းကြရေးပဲဖြစ်စီရှင်ဖျားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စီတပည့်တော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမံအာယတမန်တော်ရှင်ဖျားတို့ပြောကြပါဒီလိုဆိုလို့ရနော်အနုကမ္မဥပါဒါပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းတရားနဲ့ပြောရမယ် ဒေါသနဲ့အပြစ်ချတာမျိုးတော့မဟုတ်ရနော်လူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမံအာသမန္တောအနုကမ္ပာဥပါဒါယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါတပည့်တော်အကျိုးလိုလားတဲ့စိတ်နဲ့ပြောပါတဲ့ပတ္တန္တောပရိကရိတာမိရှင်မရတို့ပြောတာကိုတပည့်တော်ကိုယ့်ကိုယ်ပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့ တပီတော့ပြင်မမယ်နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့เนาะပဝရဏဘွယ်ပဝရဏ